မင်္ဂလာပါရှင်ခသစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ကံဘလူးကာဘိုဇီကုံလန်ပိုင်းမှာကင်းယူဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်မှနောက်ဦးတည်ဆောင်ပြီးတအုပ်အရှင်မီကတနက်တလန်တင်းစင်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကံဘလူးမျိုးနဲ့ကာဘိုဇီကုံလန်ပိုင်းမှာကင်းယူဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ရန်စစ်တပ်မှနောက်ဦးတည်ဆောင်ပြီးတအုပ်အရှင်မီကတနက်တလန်တင်းစင်ရရှိခဲ့ကြောင်းကံဘလူးခရိုင်တန်ရင်နှင့် KB2 မှာတာဝန်ရှိသူတောင်းကသတင်းဌာနကိုပြောပါရယ်မေလ2ရက်နေ့မနက်09:28မိနစ်ခန့်မှာကမ်ဘလူးမြို့နယ်ကာဘိုစီကုန်းလမ်းပိုင်းရှိဝက်ဒိုးကြီးရွာမှာထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းမှာစစ်ကောင်စီတပ်သား9ဦးကလမ်းကင်းယူဖို့ထွက်လာစဉ်ကမ်ဘလူးမြို့နယ်ထန်းကုန်းတိုင်နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကိုငယ်လေးဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေကအသင်းဆောင်သူတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားတောင်းနဲ့ပြူစော်တီတောင်းဦးတင်ဆောင်ပြီးပြူစော်တီတောင်းဦးကိုလည်းအရှင်မီခဲ့ကြောင်းဒါအပြင် AK-47 ီဆဲပန်တနတ်တလန်ကြီပေါက်တကူ9.6နှစ်ကြီ15တောင်းဖုန်းတစ်လုံးလိုကိုလည်းတင်ပန်ရရှိခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ ကာဘိုစီကုံလန်ပိုင်းဝတ်တိုးတကျင်းရွာမှာအထိုင်ချတက်ဆွဲထားတဲ့စကန်ကစစ်ခွေးအင်ယာငါးကောင်ကကင်းယူပေါ်ထွက်လာတော့တော်လန်းအင်ယာစုတွေကအသင်းဆောင်ကြိုတိုက်ခိုက်ခဲ့တာစစ်ခွေးနဲ့ပြူခွေးနှစ်ကောင်တိစုံနေလို့ကမ်းဘလူခရိုင်တိုင်ရင်နှစ်မှာတာဝန်ရှိသူတအုပ်ကပြောပါရယ်နောက်ထပ်တပုတ်အနေနဲ့ရှင်ဦးမျိုးအနောက်ထွက်ရှိစက်မှုနေရာရှုံတွင်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကို drone နဲ့ပုံကျဲတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းရှင်ဦးမျိုးအနောက်ထွက်ရှိစက်မှုနေရာရှုံတွင်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ပုံချင်းတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်း YAU Freedom Commander YFC မှာတာဝန်ရှိသူတအုပ်ကပြောပါရယ် AB လ29ရက်မနက်09:00မိနစ်ခန့်မှာရေဦးမြို့အနောက်ထွက်ရှိစက်မှုလျာရှုံတွင်ကိုကျူးတော်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေက face win ၃စီနဲ့ဘုံကျဲတိုက်ခတ်ခဲ့ကြောင်းသိရပါရယ်စစ်ခွေးအင်အား30ခန်းရှိပါတယ်အတင်းအပြောင်းထိခိုက်မသိရသေးပါဘူးစစ်ခွေးတွေကလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တာရှိရယ်ထိခိုက်ဒေဆုံးမှုစုံစမ်းနေစေပါလို့ပြောပါရယ်အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေး drone လှုပ်ရှား unit များဖြစ်ကြတဲ့ YFC ဝန် ်ပလင်ဖွဲ့တို့နဲ့အတူငားမြင်ဆောင်မဟုရကျွင်ရိုင်းပြည်သူ့ကာကွယ်ဖွဲ့ရှင်ဦးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ချောင်းမြို့နယ်ငါးရှံကျင်းရွာတွင်ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်မှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းမြို့နယ်ငါးရှံကျင်းရွာတွင်ဝင်ရောက်မှွေနှောင်းနေတဲ့စစ်တပ်စစ်ကြောင်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်းမြောင်ဒရုန်း force MDF မှာကြားခင်ဆိုင်ကသတင်းဌာနကိုပြောပါရယ်။ဧပြီလ26ရက်နေ့နေ့လယ်တနင်္ဂနွေကမှချောင်းမြို့နယ်ငါးရှန်ချင်းရွာတွင်ကိုဝင်ရောက်မှွေနှောင်နေတဲ့တံပတ်စစ်တပ်စစ်သားကိုဒရုန်းပုံသီးဆက်တောင်းလုံးနဲ့ကျင်းချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။အဲဒီတိုက်ခိုက်မှုအတွင်းတံပတ်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်ရင်းနဲ့ရှမ်းတမ်းပစ်ခတ်ခဲ့တော့လဲတော်လိုင်းရှဲပေါ်များအထူးကိမရှိပြန်လဲဆက်ကွာနိုင်ခဲ့ကြောင်းအတံပတ်စစ်တပ်မှထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုအတီးပြုတ်နိုင်ခြင်းမရှိသေးကြောင်းသိရပါရယ်။ စစ်ခွေးတည်စင်းလည်းမတည်ရသေးပါဘူးစစ်ကြောင်းကမထွက်သေးတဲ့အတွက်ပါစစ်ခွေးတွေကပြည်သူကိုတရားပြီးတရားထုတ်တတ်နေရလို့သိရတယ်လို့သွားရောက်ဒရုန်းချခဲ့တာပါဒရုန်းချချိန်ပြေးလွှားပြီးအိမ်နေတဲ့ဝင်းဒီပြေးတော့မြင်လို့လက်နက်ကြီးလက်နက်ငယ်တွေနဲ့လည်းပြစ်ခဲ့ပါတယ်စစ်ခွေးတွေကပြည်သူတွေတတ်တာတော့အနီးကဆောင်ကြည့်မဲ့သူမရှိလို့အတိအကျတော့မသိရဘူးလို့ဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုစကိုင်းခဲအမှတ်တရင်အမှတ်3တက်ခွဲမွန်ရခရိုင်ပါကပါဒရုန်းလက်ယုံတပ်မြိုင်ဒရုန်း force ဘူစာကလေး drone stick အာမန်တဲ့ငတ်စွန်အောင်တပြေညီနောင်လိုကေ PDF မြိုင်း revolution F4 တို့ကပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။နောက်ထပ်တစ်ပုတ်အနေနဲ့ရှေးပြူမြို့နယ်လဲရှောင်ရွာမှာစကန်းချဖို့ပြင်ဆင်နေတဲ့စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှနောက်ဦးတည်ဆောင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းရှေးပြူမြို့နယ်လဲရှောင်ရွာမှာစကန်းချရင်ပြင်ဆင်နေတဲ့အကြံဘက်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှနောက်ဦးတည်ဆောင်ခဲ့တယ်လို့သိရပါဗျ။အေဘီလာ29ရက်နေ့မနက်6:30မိနစ်30ခန်းမှာရှေးပြူမြို့နယ်နဘူးလဲဒေသလဲရှောင်ချင်းရွာမှာတဝဲထူးစီဝိုင်းဆောင်လဲပတ်နိုင်ဖို့စကန်းချဖို့ပြင်ဆင်နေတဲ့စစ်ကောင်စီတပ်သားတွေကို ရေပြူမျိုးနဲ့ပူပေါင်းမဟာမိတ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းကျမ်းဘတ်စစ်ကောင်စီတပ်သား2ဦးစနိုက်ပါထိမှန်ပြီးတေဆုံးခဲ့ကတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စနိုက်ပါလက်ချက်နဲ့နှကောင်တီတာပဲအတီးပြွားသေးတယ်6ယောက်တော့ထဏ်ရရတယ်လို့ရွာသားတွေပြောတာတော့ရှိတယ်။ရှင်နဲ့စိတ်ကန်းနေတော့လေ များတဲ့လဲရှောင်မှာစကန်လာထိုင်တာက80ကျော်လောက်ရှိရလို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရှေးပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှေးပြူဘက်ကဖာဒဝဲခရိုင်မှတ်တစ်တိုင်ရင် T1 ဒဝဲပြည်သူ့လူမျိုးရေးတပ် TPLF တာကနာစစ်ကြောင်းဒေါနာစစ်ကြောင်း3တက်ခွဲလီတက်ခွဲ6ဝင်းဟင်းတက်ခွဲ9 LPF DNL ဒဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DGRF TPDM ကတူတန်ရင်ငကနီပြောက်ကြားတပ်ဖွဲ့ရွှေပြည်လုံးနဲ့ရဲရွာလုံးကျုံရင်ဖွဲ့ပါလာဖာတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ရွှေပြည်မျိုးနဲ့ပူပေါင်းမဟာမိတ်ဖွဲ့ကစုဖွဲ့မှုပုံမကောင်းမွန်စွာနဲ့အကြမ်းဖက်စစ်ကောင်စီကိုတိုက်ခိုက်ချိန်မုံသွားမှာဖြစ်ပြီးစစ်ကောင်စီလက်အောက်ခံတပ်သားများအနေနဲ့လည်းပြည်သူလူထုနဲ့အတူအမြန်ဆုံးပူပေါင်းပါဝင်ကြဖို့ပြောဆိုထားကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီကယာယီပြစ်ခတ်ရဆိုင်ကာလာတွင်မှငလင်တန်တဲ့ထေတာတွေပါပုံကျဲတိုက်ခိုက်ခဲ့ပြီးကုလသမဂ္ဂအနေနဲ့စစ်တပ်ပေါ်လင်းရင်စီနဲ့လက်နက်တင်ပို့မှုတွေချက်ချင်းပိတ်ဆို့ရင်းယူပြီးပေါ် 40V right တောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီကယာယီပြစ်ရဆိုင်ကာလာတွင်မှငလင်တန်တဲ့ထေတာများပါပုံကျဲတိုက်ခိုက်ခဲ့ပြီးကုလသမဂ္ဂအနေနဲ့စစ်တပ်ပေါ်လင်းရင်စီနဲ့လက်နက်တင်ပို့မှုတွေချက်ချင်းပိတ်ဆို့ရင်းယူပြီးပေါ် 40V right ကတောင်းဆိုလိုက်ကြောင်းသိရပါရယ်။အေဘီလာနေရနေမှအေဘီလာ30ရနေ့ထိယာယီပြစ်ခတ်ရဆိုင် င်ကိုစံဖက်စစ်ကောင်စီကကြီးညာခဲ့ပြီးအဲဒီကာလအတွင်းမှာငလင်ကျောင်းအိုးအိမ်စွန်ခွာထွက်ပြေးလာသူတွေခုံလုံးနေတဲ့ဘာသာရေးအဆောက်အအုံများပါဝင်ပြည်သူများနဲ့ပြည်သူပိုင်နေအများပေါ်လီကျောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းသိရပါရယ်။ အဲဒီလိုပြည်သူများကိုပြင်မှတ်ထားတိုက်ခိုက်မှုတွေထပ်မဖြစ်စေဖို့အတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီကစစ်ကောင်စီပေါ်လင်းရင်လောင်စာစီနဲ့လက်နက်များတင်ပို့မှုတွေပိတ်ဆို့အရင်းယူပို့ချက်ချင်းချမှတ်တင်ကအကူအညီလိုသူများစီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပိတ်ပင်တားဆီးမှုမရှိဘဲဆက်လက်ရရှိစေဖို့ဆောင်ရွက်ရမှာဖြစ်ကြောင်း40 Right ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်40 Right အနေနဲ့ငလင်းဖြစ်ပွားပြီးနောက်ပိုင်းအကြံဖက်စစ်ကောင်စီပြုလုပ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုအပြင်အသက်ရှင်ကြံရည်သူမျက်မြင်ကြုံတွေ့ရသူများပါဝင်ပြည်သူလေးဦးနဲ့တော်လိုင်းတပ်ဖွဲ့ဝင် င်ငါဦးစုစုပေါင်းကိုကိုဆက်သွင်းလို့ပြီးပြောဆိုစုံစမ်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ငလင်တန်ခံခဲ့ရတဲ့ဒေသတွေကိုဘုံကျဲတိုက်ခိုက်နေခြင်းနဲ့ပတ်သက်ပြီးအကြံဖက်စစ်တပ်ကငလင်တန်ကစကိုင်းတိုင်းမှာတပရင်ရွှေပုံနဲ့ကနီမျိုးနယ်တွေကိုဘုံကျဲတိုက်ခိုက်မှုများစွာဆက်လက်လှုပ်ဆောင်ခဲ့ပြီးအပြစ်ခံရဆိုင်ရေးသဘောတူညီချက်တက်တန်းတို့ကြောင့်ကြီးညာပြီးရနောက်နောက်တရက်ဖြစ်တဲ့ AP 23ရက်နေ့မှာတပရင်မျိုးနယ်လက်လုံချင်းရွာလေးကြောင့်တိုက်ခိုက်ခံရပြီးအဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးလက်လုံချင်းရွာမှာဒေသခံတောင်းကလေးကြောင့်တိုက်ခိုက်ခံရတဲ့အတွက်အသက်73နှစ်အရွယ်ကလေးတ တဦးပါဝင်လူငောင်းအသေဆုံးခဲ့ရမှုကို45 right ကိုအတည်ပြုပြောကြားခဲ့ကြောင်းထုတ်ပြန်ကြမှာပါရှိပါတယ်။ငလင်တန်သိန်းစကိုင်းတိုင်းတွင် AP လ10ရက်မှ19ရက်တွင်လေကြောင်းတိုက်ခိုက်မှု32ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး AP လ14ရက်နေ့မှာအများဆုံးစံချိန်တင်ခဲ့ကြောင်းတကြံအကြနေဖြစ်တဲ့ AP လ14ရက်နေ့မှာတော့စုစုပေါင်း24ကြိမ်ခန့် Jet Fighter Mi 35 Wing Twin Yellow Gun UAV Drone Leading နဲ့ပုံချခြင်းများမျိုးစုံသုံးပြီးလာရောက်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုကပုံမိုးရွာသလိုဖြစ်ပြီးဘယ်နေရာကိုပြစ်မှတ်ထား ာတိုက်ခိုက်မလဲဆိုပြီးအတိအကျမထားဘဲမိုးရွာသလိုကျင်းချခဲ့ခြင်းဖြစ်ကြောင်း45ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်။ လေကြောင်းတိုက်ခိုက်မှုတွေအတွင်းငလင်ကြောင်းနေအိမ်များပျက်စီးပြီးတဲ့နောက်ရတားပြည်သူများခုံလုံးနေကြတဲ့ဘုံကြီးကြောင်းများဖျားရှိခိုးကြောင်းများပလီများကိုလည်းပြစ်မှတ်ထားတိုက်ခိုက်ခြင်းများလှုပ်ဆောင်ခဲ့ပြီးအေပြီလ21ရက်နေ့မှာမန္တလေးတိုင်းအိုင်တိုင်ကြီးရွာမှာငလင်တန်တင်သူတွေကိုကုသပေးနေတဲ့ရွေရှာစေကုသရင်ဖွဲစခန်းချာကုသပေးနေတဲ့အင်းတိုင်ရွာဘုံကြီးကြောင်းကိုလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ကြောင်းအဲ့ဒီလိုလေကြောင်းတိုက်ခိုက်မှုကြောင့်တန်ဃာတော်များနဲ့ဒေသခံများပါဝင်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့45ရရင်ထုတ်ပြန်ကြမှာပါရှိပါတယ်။ဒါအပြင် ချင်းပြည်နယ်ရှိခရိယံဖျားကျောင်းသုံးခုတပ်မနယ်ကိုလည်းအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုလုံဆောင်ခဲ့ပြီးမင်းတပ်မျိုးရှိမျိုးမနှင်ချင်းဖျားကျောင်းနှင့်ဖလန်းမျိုးရှိခရစ်တူဘရင်ကက်သလစ်ဖျားရှိခိုးကျောင်းမင်းတပ်မျိုးရှိ Assembly of God ဖျားကျောင်းတို့လည်း အေဗီလာတွင်လေကြောင်းတိုက်ခိုက်မှုတွေခံခဲ့ရကြောင်းမျက်မြင်သက်သေများကိုကိုးကားပြီးဖော်ပြထားပါတယ်။အကြံဖက်စစ်တပ်ကပြစ်ခတ်ရစဲကြောင်းကြေညာတဲ့အေဗီလာနှစ်ရက်နေမှာစတင်ပြီးတိုက်ခိုက်မှုပေါင်း120ကျော်ပြုလုပ်ခဲ့ပြီးတိုက်ခိုက်မှုကြောင်းငလင်တန်းကြောင်းပျက်စီးဆုံးရှုံးထားတဲ့ဒေသများအပါအဝင်မြန်မာနိုင်ငံတဝန်းရှိမြို့နယ်ပေါင်း52ခုထပ်မံထိခိုက်ပျက်စီးခဲ့ကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးရုံးကလည်းထုတ်ပြန်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။